မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုရောမတို့အားလုံးသိကျင်နေကြတဲ့ prefer သူ့ရဲ့အသုံးလေးကိုကျွန်တော်ကရှင်းပြပေးခြင်းပါတယ်နော်။ Okay တခုခုထက်တခုခုကိုပိုကြိုက်တယ်လို့ပြောခြင်းရင်ကျွန်တော်ကိုရောမတို့ prefer သူ့ကိုအသုံးပြီးပြောရပါတယ်နော်။ Okay အရင်ဆုံးကျွန်တော်တို့သူ့အချက်လေး၅ချက်နဲ့ရှင်းပြပေးပါမယ်ရှင်။ Okay အရင်ဆုံးနံပါတ်၁အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ prefer plus now ကျွန်တော် prefer now ကနောင်းလိုက်တယ်ပေါ့နော်။ဥပမာအနေနဲ့ဆိုလို့ရှိရင် I prefer coffee to tea. ငါကလက်ဖက်ရည်ထက် coffee ကိုပိုကြိုက်တာတဲ့။ Okay ဒီနားလေးမှာကျွန်တော်ကိုလိုမာလို့သိထားရမှာဒီတခုခုထက်ဆိုရင်များသောအားဖြင့်ကျွန်တော်ကိုလိုမာတို့က than လိုက်တတ်ကြရလေ။မဟုတ်ပါဘူးเนาะဒီ prefer မှာလုံးဝမှတ်ချက်နေနဲ့တခုခုထက်လို့ပြောချင်လို့ရှင် than မလိုက်ဘဲနဲ့ထူလိုက်ရပါတယ်เนาะ prefer နောက်ကထူလိုက်ရပါတယ်เนาะ။နောက်နံပါတ်2ကျွန်တော်ကိုလိုမာတို့ prefer plus gerund ဒီမှာဆို gerund ကကျတော့ verb ing form ကိုပြောတာပေါ့เนาะ။ โอเค prefer နောက်က buffer အကြီးလိုက်ရေးမှာပေါ့နော်ဥပမာအနေနဲ့ဆိုလို့ရှင်ပေါ့နော်ကျွန်တော်ကလိုမှာတော့ I prefer reading to watching TV ငါ TV ကြည့်ရတာထက်တဲ့စာဖတ်ရတာကိုပိုကြိုက်တယ်တဲ့ဒီနားလေးမှာလည်း damn လိုက်ဘူးနော်ထူလိုက်ပါတယ်နော်โอเค now ဥပမာဆိုလို့ရှင် I prefer study at night ငါညဘက်မှာစာကြည့်ရတာကိုပိုကြိုက်တာတဲ့ဒီနားမှာကျတော့တခုခုထက်လို့မပါတော့ထူထက်ကြမလို့တော့ဘူးပေါ့ဟုတ်ပြီနော်โอเค now number 3 prefer to plus base verb ကျွန်တော် base verb ဆိုတာဗါလဲဆိုတော့ verb ဝမ်းမူရင်းကိုပြောတာ SCS တွေမလိုက်တဲ့လုံးဝ verb ဝမ်းမူရင်းကိုပြောတာပေါ့နော် okay တခုခုကိုလုံးရတာပို့ကြိုက်တယ်ဆိုရင်ကျွန်တော်ကကိုလိုမတို့ prefer to plus verb ဝမ်းမူရင်းဟုတ်ပြီနော် okay ဥပမာအနေနဲ့ဆိုလို့ရှိရင် I prefer to eat healthy food ငါကကျမ်းမာရတဲ့အစားအစာတွေပေါ့နော်ကျမ်းမာရေးကောင်းစေတဲ့အစားအစာတွေစားရတာကိုပို့ကြိုက်တယ်တဲ့ okay ဒီနားလေးမှာ prefer to မှာကျတော့ကျွန်တော်တို့တခုခုထက် လောက်ရတာပို့ကြိုက်တယ်လို့ပြောချင်သူ့နောက်ကရူရာသက်သန်လိုက်ရတယ်နော်ဥမာအနေနဲ့ဆိုလို့ရှိရင် I prefer to stay home rather than go out ငါအပြင်ထွက်ရတာထက်အိမ်မှာနေရတာကိုပို့ကြိုက်တယ်တဲ့နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် I prefer to work alone rather than in a team ငါအဖွဲ့နဲ့ပေါ့နော်လောလောရတာထက်တယောက်ထက်လောလောရတာပို့ကြိုက်တယ်တဲ့ Okay သုံးမျိုးရှိသွားပြီနော်နောက်နံပါတ်၄ would prefer plus infinitive โอเค infinitive ဆိုတော့ကျွန်တော်ကိုလိုမှတို့2 plus for 1ကိုပြောတာပါနော်ဟုတ်ပြီသူ့ကိုကြာကျွန်တော်ဘယ်နေရာမှာအသုံးပြုလဲဆိုတော့သူကလည်းပဲတခုခုလောရတာတခုခုကိုပို့ကြိုက်တာအဲ့တော့မှသူ့ကိုကြာတော့ကျွန်တော်တို့ formal ကြကြပို့ပြီးတော့ရင်းရင်းကျေးကျေးပြောချင်အခုလိုပုံစံကိုသုံးပြီးပြောပါတယ်နော်ဟုတ်ပြီဥပမာအနေနဲ့ဆိုလို့ရှိရင် I would prefer to drink coffee instead of tea ငါလက်ဖက်ရည်ထက် coffee ကိုပို့တော့ချင်တာဒါရင်းကျေးကျေးပုံစံလေးပြောတာပေါ့နော် နောက်ဥပမာအနေနဲ့ဆိုလို့ရှိရင် I would prefer to go by train rather than by car ငါကားနဲ့သွားရတာထက်ရထားနဲ့သွားရအောင်ငါပိုကြိုက်တာနော်တဲ့ Okay ဒီနားလေးမှာ would prefer နောက်ကကျွန်တော်တို့ noun လိုက်လို့လည်းရပါတယ်ရှင့်ဥပမာအနေနဲ့ဆိုလို့ရှိရင် I would prefer coffee to tea ခုနလိုပဲကျွန်တော်တို့ပေါ့နော်လက်ဖက်ရည်ထက် coffee ကိုပိုကြိုက်တယ်ပိုတော့ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့မဲ့သူကကျတော့ပိုရင်ကြီးတယ်ပိုပြီးတော့ formal ဆန်တယ်ပေါ့နော် ။နောက်ကျွန်တော်တို့နံပါတ်5သူ့ကိုကျွန်တော်တို့က prefer နဲ့ would rather လေးအဲ့နှစ်ခုလေးကိုရှင်းပြပေးခြင်းပါတယ်နော်။ဟုတ်ပြီကျွန်တော်ကိုလိုမာတို့သူက prefer နောက်ကကြတော့ကျွန်တော်တို့ noun လိုက်လဲရတဲ့ gerund လို့ခေါ်တဲ့ verb ကြီးလိုက်လဲရတဲ့နောက်တစ်ခု infinitive ပေါ့နော်2 plus verb 1လိုက်လဲရတယ်ပေါ့။ Okay would rather ကျွန်တော်သူ့နောက်ကကျွန်တော် base verb လို့ခေါ်တဲ့ verb 1မူရေးမဲ့လိုက်ရတယ်ပေါ့နော်။ဟုတ်ပြီဥပမာအနေနဲ့ဆိုလို့ရှိရင် I prefer drinking tea I would rather drink tea. Okay, now. ဆိုတော့ငါကလက်ဖေးတော်တော့ကိုကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ Okay အားလုံးပဲရှင်းသားမိတ်တင်ပါတယ်ရှင်။ Jesus မြိုက်တင်ပါတယ်ရှင်။